ဖုံးဖွေးလိုက်တာနဲ့ဖောက်ပြန်ဖို့လွယ်တဲ့ခေတ်ကြီးထဲမှာအိမ်တော်ရှင်အမျိုးသားအမျိုးသမီးတွေအားလုံးနေနဲ့ကိုကိုကိုဆင်ကျင်နိုင်ဖို့အတွက်လိုပါတယ်ခင်ဗျအိမ်တော်ရှင်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ် line ပေါ်မှာ Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုရဲ့ profile ပုံတွေအမြဲတမ်းမကြာခဏသင်ပေးဖို့အတွက်လိုပါတယ်ခင်ဗျအဲ့လိုမှမဟုတ်လို့ရှိရင်ကိုကပုံမှန်ကကိုတယောက်တည်းပုံတွေပဲကိုအမြဲတမ်းသင်နေလေးရှိတယ်ဆိုရင်တခြားတော့ကျွန်တော်တို့ကိုကအိမ်တော်ရှိလားမရှိလားမသိဘူးကျွန်တော်တို့ကိုလာပြီးတော့မှ ကိုယ့်ရဲ့ပုံစံကိုကြိုက်နေတဲ့သူတွေလည်းလာပြီးတော့ကိုယ့်ကိုစားလည်းရေးပြီးတော့ကြူရှင်တဲ့သူလည်းရှိမှာပဲအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဒီနေရာမှာအထူးကအရေးကြီးဆုံးချက်ကဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့အိမ်တောင်ပန်းမသိအောင်တိတ်တိတ်လေးကိုဟာစားရီခိုးရီးမိတာဖြစ်လာနိုင်ပါတယ်အကြီးကအစပိုင်းတော့ဘာမှတော့မဖြစ်လောက်ပုံပုံမှန်ရိုးရိုးသားသားခင်နေဆိုတော့ရေးတဲ့ဆင်းကနေပဲတဖြည်းဖြည်းဖောက်ပြန်သွားတဲ့သူတွေများစွာရှိပါတယ်ကျွန်တော်ရဲ့ဒီမှာဆင်ကြာမှာလာပြီးတော့မှတိုင်ပင်တဲ့သူတွေဆိုရင်အများကြီးပဲဒီလိုမျိုးတွေတွေ့ရပါတယ်ခင်ဗျအဲ့တော့အကြီးကအရေးကြီးဆုံးသောအချက်က အိမ်တော်ရှင်မျိုးသားမျိုးသမီးတွေအားလုံးကဘာဖြစ်လာလဲဆိုတော့တော်တော်များများကကိုတိောက်တဲ့ဓာတ်ပုံတွေပဲကိုမြဲတမ်းတင်နေတဲ့ခါကြတော့နောက်ပိုင်းမှာအိမ်တော်ကြထားတဲ့ဆိုတာကိုစိတ်တွေကထုတ်ပြီးတော့မှဘာဖြစ်လာလဲဆိုရင် အပြူလူပြူစိတ်တွေဝင်လာကြတယ်အကိုကိုကိုဒီနေ့အပြူစိတ်တွေပြန်ဝင်လာတယ်လူပြူစိတ်တွေပြန်ဝင်လာပြီးတော့မှနောက်ထပ်ချစ်တူနောက်ထပ်ကျွန်တော်တို့ဖောက်ပြန်ဖို့အတွက်စိတ်ထဲမှာအလိုလိုဖောက်ပြန်နေမှန်ဖောက်ပြန်မှန်မသိအောင် ကိုမတိစိတ်ကနေပြီးမှားပြီးရင်မှားနေပါလိမ့်မယ်ခင်ဗျာဒါကြောင့်မို့လို့အင်တာနက်ဆိုရှယ်မီဒီယာတွေတုံးတဲ့ခါမှာကျွန်တော်တို့ဒီအိမ်အောင်ရှင်ဒီအားလုံးနေနဲ့ကိုကိုကိုဆုံးဖြတ်ချက်တကယ်ကိုတေချာချမှတ်ပြီးတော့မှသုံးသင့်ပါတယ်ဖောက်ပြန်ဖို့လွယ်တဲ့ခက်ကအရင်တုန်းကထပ်ပို့ပြီးတော့လွယ်လာတာက online social media ကပို့ပြီးတော့မှမြန်ဆန်စွာကျွန်တော်ဖောက်ပြန်လို့ရတယ်။တကယ်တည်းနဲ့မှအဲ့ဒီတောင်မှဖုန်းထဲကနေပြီးတော့စာတွေရေးပြီးဖောက်ပြန်နေတဲ့သူတွေများစွာထွက်ပေါ်လာတာရှိပါတယ်။အဲ့ဒါကြောင့်မို့လို့ အိမ်တော်ရှင်တွေနဲ့ကိုကိုကိုအကြီးစားရတာကောင်းတဲ့ယောက်ျားကောင်းအကြီးစားရတာကောင်းတဲ့အမျိုးသမီးတယောက်ဖြစ်ဖို့အတွက်ဆိုရင်ကိုရဲ့ဆိုရှယ်မီဒီယာမှာမကြာခဏတင်ပေးပါပြီးလို့ရှိရင်ကျွန်တော်တို့အားလုံးအနေနဲ့ကိုကအမြဲတမ်းအကြီးစားရတာကောင်းတဲ့သူတယောက်ဖြစ်ဖို့အတွက်ဆိုရင်လည်းကိုမှာအိမ်တော်ရှိကြောင်းကိုမှာကလေးရှိကြောင်းဘသူတွေပါပဲလာလာရေးတက်တိရှိရှိနဲ့ပြောပါအဲ့လိုမှမဟုတ်လို့ရှိရင်ကိုကအားနာတယ်လို့လို့နဲ့ဒီတယောက်သေးပါပဲတို့အဲ့လိုမျိုးလေးရေးရကားနေစပြီးတော့မှကျွန်တော်တို့ လမ်းမားကိုစပြီးတော့ရောက်သွားတာဖြစ်ပါတယ်ခင်ဗျဒီနေ့ DPY လေးကိုကြီးရှုနေတဲ့ဒါအိမ်တော်ရှင်အမျိုးသားအမျိုးသမီးတွေရောအခုမှအိမ်တော်ပြုတ်ဖို့အတွက်ကျွန်တော်လမ်းစားပြုတ်နေတဲ့ညီငယ်ညီမငယ်တွေအားလုံးရောဘဝကိုကျွန်တော်တို့အာကောင်းတဲ့သူတယောက်နဲ့ဖြတ်တန်ဖို့အတွက်ဆိုရင်တော့အခုလိုမျိုး social media တုံးတဲ့အခါမှာ တကယ်ကိုကျွန်တော်တို့ဂယုစိုက်ဖို့အတွက်လိုပါတယ်အကယ်၍ကိုယ့်ရဲ့စိတ်ကိုကိုမထိနိုင်ဘူးဆိုရင်တော့ဆိုရှယ်မီဒီယာကိုမသုံးတာအကောင်းဆုံးပဲအဓိကအထူးအဖြစ် Messenger တွေမသုံးဖြစ်တာပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အခုလိုမျိုးကိုကိုကိုမထိနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီလမ်းမှားကိုအများကြီးအဝေးကြီးမှားသွားလို့ရှိပြန်လှည့်ဖို့အတွက်အရန်ကိုမှခက်ခဲပါတယ်။ဒါကြောင့်မို့လို့ social media ကိုတတိဝီဒီယာနဲ့သုံးပါအိမ်တော်ရှင်ရှိနေတဲ့အတူတွေတကယ်လို့သုံးခဲ့ရင်ရှိတယ်ဆိုတဲ့အကြောင်းကိုပွိ့ပွိ့လင်းလင်းပြောပါ ဘာကြောင့်လဲဆိုရင်တခါတလေမှာဆိုရင်အဲ့ဒီအိမ်အောင်ရှင်တွေကနေပဲကျွန်တော်တစ်ဖက်မှာအပြိုဖြစ်တဲ့သူတွေလူပြိုဖြစ်နေတဲ့သူတွေရဲ့ဘဝကကျောပန်းကောင်းအညွတ်ကျိုးသွားတာမျိုးဖြစ်နိုင်တယ်ဥပမာအိမ်အောင်ရှိပြီးသားအမျိုးသားကနေပြီးတော့အပြိုမိန်းကလေးနဲ့တွားပြီးပတ်သက်မိတာမျိုးเนาะအခါကျအိမ်အောင်ရှိနေတဲ့မိန်းကလေးကနေပြီးတော့လူပြိုယောက်ျားလေးနဲ့တွားပြီးပတ်သက်မိတာမျိုးဒါဆိုရင်နောင်လာမယ့် အမျိုးသားကောင်းအမျိုးသမီးကောင်းတွေအတွက်ကျွန်တော်လုံးဝအဆင်မပြေနိုင်ပါဘူး။ဒါကြောင့်အိမ်တော်ရှင်တွေအားလုံးအနေနဲ့ဆိုရှယ်မီဒီယာကိုသုံးတဲ့အခါမှာကိုကိုကိုကောင်းတဲ့ဘက်ကကောင်းတဲ့အရာလေးကိုယူပြီးတော့မှအကောင်းဆုံးသုံးပါ။အဲ့တော့နောက်ထပ်လူငယ်တွေအားလုံးကိုပြောချင်တာကတော့ကျွန်တော်တို့ဒီဘဝမှာအသိပညာဉာဏ်ပညာတွေထမြတ်ဖို့အတွက်အခုလိုအကြီးစားရတာကောင်းဖို့အတွက်စာပေဘူးသူတပိုင်းဆိုင်ရာတွေဘာသာရေးပိုင်းဆိုင်ရာတွေကိုလည်းလိုက်စားပါလေ့လာပါလို့အားလုံးကိုအကြံပြုပါရစေခင်ဗျာ။ယေရှုမြတ်အတင်ပါ